အယိုးသားဆုံးပြုံးပြခြင်းခဲ့တယ်။တန်တရားရှိပေမဲ့ဘဝတူတူလေးဆိုတဲ့ဇာတ်ကိုလက်ခံပါတယ်။ဒါကြောင့်လဲမေတ္တာစိတ်ကိုရှည်ရှည်ထားပြီးတော့အမုန်းစာတွေပေါ့တတ်နိုင်သလောက်တိုးစီမယ်။မနှက်ဖန်နေဟာတကယ်မသိကြပါဘူး။ဘယ်နဲ့ရရှင်တန်တရားအောင်မဲ့မသိပေမဲ့လက်ကြံဘဝလေးကိုတော့ပြုတ်အောင်မဲ့နေသွားခြင်းလေ။ကိုယ်နဲ့ထိုက်လို့ပိုင်ဆိုင်ခွင့်ရတဲ့အရာလေးတွေဆိုရင်လဲခယူးတဆိုင်နဲ့တန်ဖို့ထားသွားမယ်။ကိုယ်နဲ့မထိုက်လို့ဆုံးရှုံးသွားတဲ့အရာတွေကိုတော့အသာတကြီးပဲလက်လွတ်တတ်ဖို့ကြိုးစားမယ်။ခွင့်လွတ်မယ်အတတ်နိုင်ဆုံးနားလေပေးလိုက်။ကိုနားမှာနေခြင်းသူတွေကိုလည်းနှွေးထွေးစွာဆက်ဆံပေးလိုက်ပြီး ကိုနားမမနေချင်တော့တဲ့သူတွေကိုတော့သူ့သဘောအတိုင်းထွက်ခွာခွင့်ပြုလိုက်မယ်။ဒါခံနိုင်ရင်မရှိတော့လို့မဟုတ်ဘူး။ဘသူ့အတွက်ကြောင့်လဲမှကိုစိတ်ကိုပူလောင်အောင်လို့ထပ်ပြီးတော့မလုပ်ချင်တော့လို့ပါ။အများကြီးတော့မျောလင့်မထားဘူး။ကိုတိုင်ဖန်တီးလို့ရတဲ့ပျော်ရွှင်မှုဟာလွဲရင်တခြားသူလာပေးတဲ့ခံစားချက်တွေဆိုရင်တင်ဆိုင်တင်ရဲတွေလိုမျိုးအချိန်တိုင်ပြတ်ကွယ်သွားမှာပဲမလား။ဒါတွေကိုမြဲတဲ့ထင်ပြီးဆွဲလန်းမှုတွေနဲ့ဖတ်တွယ်ထားမယ်ဆိုရင်ကိုပဲနာကျင်စရာတွေနဲ့ကြံရစ်ခဲ့ရမှာပေါ့။ဖြစ်နိုင်ရဲ့ဘဝဆိုတာဘာလဲလို့ကိုကိုကိုပြန်မေး ။ဒဏ်ရာအနာတရားတွေကိုပုတ်သက်ပြီးတော့အတိတ်အကြောင်းတွေပြန်မတွေးချင်တော့အစီတိုင်းလေးလက်ခံပြီးတော့အဖြောင်တိုင်းလေးပဲဆက်လျှောက်ချင်တယ်။အလင်းဟုံလိုတဲ့လူသားဆိုပေမဲ့လည်းအမောင်ညတွေနဲ့ကြုံလာရင်လည်းပြော့အောင်နေမယ်။စိတ်ကူးတဲ့အတိုင်းဆိုရင်တော့လည်းပိုင်ဆိုင်လူစိတ်များများမထားပဲငှက်ကလေးတွေမွေးမယ်။ချိုးယူလူစိတ်မရှိဘဲနဲ့ပန်းလှလာလေးတွေပြိုးမယ်။လူတွေကလူဝဲမလို့ကိုယ်လဲဒဏ်ရာတွေနဲ့လက်ကတော့ပြေးလို့မလွတ်ခဲ့တာအမှန်ပါပဲ။ဒါပေမဲ့လည်းအရန်အားငယ်လာတဲ့အခါမှာဆိုရင်လည်းတင်ယောင်စုံလေးတွေကမျက်လုံးရဲ့အဖော်ဖြစ်လာပြီးတော့ထိခိုက်လဲကြတဲ့အခါမျိုးမှာတော့ ကိုဟာကိုရဲ့အကောင်းဆုံးအဖော်ပဲပေါ့ရှင်တန်ခွင့်ရှိတဲ့လေးနေပြီးတော့ရပိုင်ခွင့်ရှိတဲ့လောက်လေးပဲမျက်နှိုးသွားပါမယ်အများကြီးယူမသွားကြပါဘူးအများကြီးပဲပေးခဲ့ကြတာတကယ်မတီမြဲတဲ့ဘဝပါအရာရာဟာတရင်ကမန်းနားလေထားပါတယ်ဒါပေမဲ့မိုးချုပ်လို့နေဝင် နေကန်ကုန်လို့တေးကန်ကြုံလာတော့လေအဲ့ဒီခါကျတော့လေလောကနဲ့လူသားတွေအပေါ်ကိုအယိုးသားဆုံးပြုံးပြခဲ့ကြမှာတည်တယ်